င်္ဂလာပါခင်ဗျရှန်ကုန်ခေတ္တကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်စစ်ကောင်စီကပုဂုံရငွေတင်ပြနိုင်မှသာတွင်းကုန်တင်သွင်းရမယ်ဆိုပြီးမူဝါဒသတ်မှတ်ထားပြီမယ်မင်းအွန်လိုင်းပါဝင်ဗိုလ်ချုပ်တွေကိုလက်ထိုးတဲ့သူတွေကပုဂုံရငွေပြเสียမလို့ပဲတွင်းကုန်တင်သွင်းခွင့်ရနေပြီအဲ့ဒီထဲမှာမုတ်တမကံပဏီအုပ်စုပိုင်ရှင်ရန်ဟိုးကတန်တဒန်ကိုဒေါ်လာ100နှုန်းလက်ထိုးပြီးတန်ချိန်ပေါင်းများစွာစိတ်ကြိုက်တင်သွင်းခွင့်ရနေတယ်ဆိုပါတယ် MNDA သိမ့်ပိုက်ထားတဲ့လက်ရှိမျိုးကိုအကြပ်ဖက်စကောင်စီကဒီကနေ့အော်တိုဘားလ၄ရက်နေ့မနက်ပိုင်းမှာပဲလေရင်နဲ့လေးချိန်ဇက်တိုက်ထပ်မံဘုံကျဲသွားပြန်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြပ်ဖက်စကောင်စီကမြန်မာနိုင်ငံမှာပုတ်ကုန်ရက်ငွေတင်ပြနိုင်မှသာတွင်းကုန်တင်သွင်းရမယ်ဆိုပြီးမူဝါဒသတ်မှတ်ထားပြီးမယ်မင်းအွန်လိုင်းပါဝင်ဗိုလ်ချုပ်တွေကိုလက်ထိုးထားတဲ့သူတွေက ပုတ်ကုံရံွေပြစီရန်မလိုပဲတွင်းကုံတင်တွင်းခွင့်ရနေပြီအဲ့ဒီတည်းမှာမှမုဒ္ဒမကံမဏီအုတ်စုပန်းရှင်ရန်ဟိုးကတန်တန်ကိုဒေါ်လာ100နှုန်းလက်ထိုးပြီးတန်ချိန်ပေါင်းများစွာစိတ်ကြိုက်တင်တွင်းခွင့်ရနေတယ်လို့စီးပွားရေးလုပ်ငန်းရှင်အတိုင်းဝိုင်းကပြောပါတယ်ချမ်ပတ်စကောင်စီကစတင်ပါလာတရနေ့ကစပြီးမြန်မာနိုင်ငံမှာစေဝါလူ3ကုန်စာအုပ်စီနဲ့73စီအပါဝင်တွင်းကုန်တွေအတွက်ပုတ်ကုံရံွေအမေရိကန်ဒေါ်လာတင်ပြနိုင်မှသား တွင်းကုန်လိုင်စင်ထုတ်ပေးပြီးတင်တွင်းကွင်ပြုမယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒါပေမဲ့အဲဒီလိုစစ်ကောင်စီကသူတို့ကိုယ်တိုင်မူဝါဒချပြီးသတ်မှတ်ထားပြီးမယ်။တစ်ဖက်မှာတော့မင်းအောင်လိုင်အပါဝင်ထိပ်ပိုင်းဗိုလ်ချုပ်တွေကိုလက်ထိုးထားတဲ့စီးပွားရေးသမားတွေကပို့ကုန်ရငွေအမေရိကန်ဒေါ်လာတင်ပြစရာမလိုပဲတွင်းကုန်တွေတင်တွင်းကွင်ရနေတဲ့အပြင်အဲဒီထဲမှာမှမုတ်တမကမ်ပဏီအုပ်စုလုပ်ငန်းရှင်ရန်ဟိုးကတန်နဲ့တန်မဏိတွင်းကုန်တွေကိုတန်တန်ဒေါ်လာ100နှုန်းနဲ့ တန်တန်ချိန်ပေါင်းများစွာကိုစိတ်ကြိုက်တင်သွင်းခွင့်ရနေတယ်လို့လဲစီဝါရေးအတိုင်းဝိုင်းကပြောထားပါတယ်တပတ်မှာတော့အကြမ်းဖက်မဲအွန်လိုင်းကမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်နိုင်ငံခြားသုံးွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့သူသူလောက်ခံမိုးမြင့်ထွန်းဆိုတဲ့သူကိုကြတော့2023အော်တိုဘာလကပဲအဲ့ဒီလိုကုန်သွယ်မှုလုပ်ငန်းတွေမှာလက်ငွေယူပြီးခွင့်ပြုတဲ့အမှုနဲ့ထောင်နဲ့20နဲ့ညီများတဲ့တသက်တကျွန်းပြစ်တံချမှတ်ခဲ့ပြီး အခုကမှတော့ main online ကိုတိုင်အပါဝင်လက်ရှိထိပ်ပိုင်းဗိုလ်ချုပ်တွေကိုတိုင်ကသူတို့နဲ့နှီးဆက်တဲ့လုပ်ငန်းရှင်တွေစီကနေလက်ငွေယူပြီးတွင်းကုံတွေတင်သွင်းခွင့်ပြုနေသလိုအဲ့ဒီမှာမှလက်ရှိမုတ်တမားကမ်ပဏီအုပ်စုပိုင်ရှင်ရန်ဟိုးစီကနေလက်ငွေယူပြီးတော့ကိုတွင်းကုံတွေစိတ်ကြိတ်တင်သွင်းခွင့်ပြုနေတယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့ MNDAA တိမ့်ပိုက်ထားတဲ့လရှုမျိုးကိုအကြံဖက်စစ်ကောင်စီကဒီကနေ့အော်တိုဘားလ၄ရက်နေ့မနက်ပိုင်းမှာပဲလေရင်နဲ့၄ချိန်ဇက်တိုက်ထပ်မံဘုံကျဲသွားပြန်တယ်လို့ MNDAA သတင်းရင့်မြစ်ကပြောပါတယ်ဒီကနေ့အော်တိုဘားလ၄ရက်နေ့မနက်အစောပိုင်း၂နာရီကျော်လောက်ကစပြီး MNDAA တိမ့်ပိုက်ထားတဲ့လရှုမျိုးကိုအကြံဖက်စစ်ကောင်စီတပ်ကလေရင်နဲ့၄ချိန်ဇက်တိုက်ဘုံကျဲဖြတ်စီးသွားတယ်ဆိုပါတယ်အဲဒီလိုစစ်ကောင်စီတပ်ကကျဲချလိုက်တဲ့ဘုံသီးတွေဟာလရှုမျိုးရက်ွက်၈ဘက်မှာကြာရောက်ပောက်ကွဲမှုတွေလည်းရှိထားတယ်လို့ လူတိကိုင်းမှုအခြေအနေတွေနဲ့ပျက်စီးမှုအခြေအနေတွေကိုတော့လက်တလုံးမသိရသေးဘူးလို့လဲ MNDAA တည်ရင်မြစ်ကပြောထားပါတယ်လက်ရှိမှာအချက်ပစကောင်စီကသူတို့လက်လွတ်လိုက်ရတဲ့ MNDAA သိမ့်ပိုက်ထားရလာရှုမျိုးကိုဘာတိုက်ပွဲမှမရှိတော့ပဲအခုလိုရတပြစ်မှတ်တွေရှိတဲ့နေရာတွေကိုလေနဲ့ဘုံကျဲဖြက်စီးတာတွေတောက်လျှောက်လုပ်နေတဲ့အတွက်ရတပြည်သူတွေဆုံးမှုတွေလည်းမြင့်တက်နေတဲ့အပြင်ပျက်စီးဆုံးရှုံးမှုတွေလည်းများထားတယ်လို့ MNDAA ဘက်ကတရားဝင်ထုတ်ပြန်ပြောဆိုထားပါသေးတယ်ခင်ဗျ တစ်ဖက်မှာတော့စကိုင်းတိုင်းဘုဒ္ဓလင်းမြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်33ဦးသေကုန်ကြပြီး43ဦးအရှင်ဖမ်းဆီးနိုင်ခဲ့တဲ့တိုက်ပွဲမှာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား2ဦးကိုတော်လှန်ရေးတပ်တွေကတပ်မှန်ဖမ်းဆီးရမိထားတယ်လို့တော်လှန်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်စက်တင်ဘာလ30ရက်နေ့ကပဲစကိုင်းတိုင်းဘုဒ္ဓလင်းမြို့နယ်မှာအင်အား80ကျော်ပါအကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ချေမှုရမှာအဲ့ဒီစစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်ထွက်သွားပြီး စစ်သား33ဦးဟာလေကွင်းဒဲမာတင်ပွဲချင်းပြီးတွေကိုသေကုန်ကြတဲ့အပြင်နောက်ထပ်စစ်ကောင်စီဝင်53ဦးကိုပါတော်လိုင်းကြီးတက်တွေကအရှင်ဖမ်းဆီးရမိခဲ့ပါတယ်အခုတခါအဲ့ဒီစစ်ကြောင်းကနေကစင်ကလျားနဲ့ထွက်ပြေးသွားတဲ့စစ်သားတွေတဲကနောက်ထပ်စစ်သား2ဦးကိုလည်းအော်ဒိုဘလာ၂ရက်နေ့ကပဲတော်လန်ကြီးတက်တွေကအရှင်လက်လက်ဖမ်းဆီးရမိထားတယ်လို့ဒေသခံရက်ကြီးပကဖတအူးကပြောထားပါတယ်။အဲ့ဒီလိုတမန်ဖမ်းဆီးရမိထားတဲ့ဘုဒ္ဓလင်တိုက်ပွဲကစစ်ကောင်စီတပ်သားတအူးဟာ ဈေးကြောင်နေသလိုလိုယူသလိုလိုပုံစံမျိုးဖြစ်နေပြီနှစ်ရက်လုံးလုံးထွက်ပြေးနေတာအင်ဂျီတော်မပါတော့ဘူးလို့လေဒီတက်ကန်တရင်ရှင်းမြစ်ကပျော့ထပါသေးတယ်လက်တလုံးမှာတော့အဲ့လိုစစ်ကြောင်နေကြောင်လုံးပြုတ်ထွက်သွားတဲ့အထိရှုံနေသွားတဲ့အတွက်စစ်ကောင်စီကဗုဒ္ဓလင်းမြို့နဲ့အတွင်းကိုတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်တာတွေလုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျဒီတခါဒင်းသာကြီးမြို့နယ်မှာတော့ ညောင်မင်းကုန်းကျေးရွာနဲ့ရမ်းဖို့ကျေးရွာအနီးရောက်လာတဲ့အချမ်းဖတ်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ကြီးတပ်တွေကနှစ်ကြိမ်တိုင်တိုင်ကြားပြတ်တိုက်ခိုက်မှုအတွင်စေကောင်စီတပ်သား၅ဦးကတော့အသီးသီးသေကုန်ကြပြန်ပြီလို့ဗိမ့်မြုံနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်။အော်တိုဘလ၂ရက်နေ့ကပဲဒင်းသာကြီးမြို့နယ်မှာရှိတဲ့ညောင်မင်းကုန်းကျေးရွာနဲ့ရမ်းဖို့ကျေးရွာအနီးရောက်လာတဲ့အချမ်းဖတ်စစ်ကောင်စီတပ်ကိုတော်လန်ကြီးတပ်တွေကနှစ်ကြိမ်တိုင်တိုင်မိုင်းဆွဲတိုက်ခိုက်မှုတွေပါဝင်ကြားပြတ်တိုက်ခိုက်ချိန်မုန်းခဲ့တယ်ဆိုပါတယ်။ အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်သား9ဦးကတော့မိုင်းမီတဲ့သူရောပြစ်ခတ်မှုတွေအတွင်းမှာပါအတိအသေးသိမ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားတယ်လို့ဗိမ့်မြုံနယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ကပြောထားပါတယ်ခင်ဗျအခုတခါပဲခူးတိုင်းဘက်မှာတော့ဒါယာဝတီမြို့ဆရာဆန်မြို့တက်မှာရှိတဲ့စိန်တရဖူအနှိတ်ခမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲအချင်းချင်းစကားများရာကနေပြစ်ခတ်မှုဖြစ်ပွားပြီးရဲအုပ်တဦးအပြင်းအထန်ဒဏ်ရာရသွားတယ်လို့ဒေသခံတော်လိုင်းသတင်းရှင်းမိကရင်ကုန်ခေတ်တိကိုပြောပါတယ်။ဖြစ်စဉ်ကစတေမလာ30ရက်နေ့ကပဲဘကုတိုင်းတာရီမြို့ဆရာဆက်မြို့တက်လောက်ကရုံဘေးမှာဖွင့်ထားတဲ့စိန်တရဖူအနှိတ်ခမ်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်ရဲအချင်းချင်းရန်ဖြစ်စကားများရာကနေပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီမှာစံရွေးရဲစခန်းကရဲအုပ်တဦးကជីတိမန်ဒန်ရအပြင်းထန်ရသွားပြီး ရန်ကုန်ဆေးရုံကြီးကိုပါပို့လိုက်ရတဲ့အထိဖြစ်သွားတယ်လို့လဲတော်လိုင်းရေးသတင်းအရှင်းမြစ်ကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီနေ့နေ့လေခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ